မင်္ဂလာပါရှင်။နိုဝင်ဘာလ18ရက်အင်္ဂါနေ့ရက်တိမပွေရသတင်းကဘာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့အမေရိကန်အနေဖြင့်နျူကလ িয়ার ဆွေးနွေးပွဲအတွက်အသင့်မရှိဘူးလို့အီရန်ပြောကြားတဲ့သတင်းဖြစ်ပါတယ်။အမေရိကန်နိုင်ငံအနေဖြင့်ညီမျှမှုနဲ့မျှတမှုရှိတဲ့နျူကလ িয়ার ဆွေးနွေးပွဲအတွက်အသင့်မရှိဘူးလို့အီရန်အစိုးရကနိုဝင်ဘာ16ရက်ကထုတ်ပြန်ထားပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်နဲ့ဆွေးနွေးမှုများလုံဆောင်နိုင်ခြင်းနဲ့ပတ်သက်လို့ထုတ်ဖော်ပြောပြီးနောက် အီရန်နိုင်ငံသား၏ဝင်ကြီးကအခုလိုတုံ့ပြန်လာတာပဲဖြစ်ပါတယ်။အမေရိကန်နိုင်ငံအနေဖြင့်စစ်ပွဲတွေမရရှိနိုင်တဲ့အရာကိုဆွေးနွေးမှုပြုလုပ်ခြင်းမှတဆင့်ရရှိမယ်လို့မျှော်လင့်နိုင်ကြောင်းအီရန်နိုင်ငံသည်တပ်တမန်ကြီးအရဆက်ဆံမှုပြုလုပ်ရန်အမြဲတမ်းအသင့်ရှိနေကြောင်းသို့တော့အခုလိုအသင့်ရှိနေခြင်းသည်အမေရိကန်ပြောသမျှအရာအလုံးကိုလိုက်ရောမယ်လို့ဆိုလိုခြင်းမဟုတ်ကြောင်းအီရန်နိုင်ငံသား၏ဝင်ကြီးအာဘက်အာရချီကပြောကြားခဲ့တယ်လို့သိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ ပါလက်စတိုင်းနိုင်ငံမရှိစေရဘူးလို့အစ္စရေးဝန်ကြီးချုပ်ပြောကြားတဲ့သတင်းဖြစ်ပါတယ်။အထုတ်ချာအာဏာပိုင်ပါလက်စတိုင်းနိုင်ငံဆိုတာလုံးဝရှိမလာစေရဘူးလို့အစ္စရေးဝန်ကြီးချုပ်ဘက်ချ်မင်နက်တန်ယာဟုကထပ်လောင်းပြောကြားခဲ့တယ်လို့ရိုက်တာသတင်းကဖော်ပြလာပါတယ်။ ပါလက်စတိုင်းနေမျိုးတစ်ခုဖြစ်တဲ့ဂါဇာကမ်းမြောင်ဒေသရဲ့အနာဂတ်နဲ့ပတ်သက်ပြီးအမေရိကန်ကတင်ပြမယ့်အဆိုပြချက်တစ်ခုကိုကုလသမဂ္ဂလုံခြုံရေးကောင်စီကမေခွဲဆုံးဖြတ်ဖို့ပြင်ဆင်နေချိန်မှာနက်တန်ယာဟုကအခုလိုပြောဆိုခဲ့တာပါအမေရိကန်ရဲ့အဆိုပြချက်မှာတော့ပါလက်စတိုင်းကိုလွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်ထူထောင်ပိုင်ခွင့်လမ်းကြောင်းမျိုးဖွင့်လှစ်ပေးနိုင်ခြေကိုလည်းထည့်သွင်းထားပါတယ် လက်ရစုံအမျိုးသားရေးဝါဒီတူဖြစ်တဲ့နတရာဟုကပါလက်စတိုင်းနိုင်ငံဖြစ်ထွန်းလာတဲ့ဆိုတာဟာအကြမ်းဖက်အဖွဲ့အစည်းဟာမတ်စ်ကိုဆုချလိုက်တာနဲ့အတူတူပဲဖြစ်ကြောင်းအစ္စရေးနိုင်ငံပိုင်နဲ့နာမှာဟာမတ်စ်ခြေလှယ်တဲ့ပုံမူကြီးမားတဲ့နေမြစ်တစ်ခုပေါ်ထွန်းလာတာဖြစ်နိုင်ကြောင်းဝေဖန်ထားတယ်လို့လည်းသတင်းများကဖော်ပြလာပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းရှေယာစီနာကိုတည်တံ့ချမှတ်တဲ့သတင်းဖြစ်ပါတယ်။ င်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဝန်ကြီးချုပ်ဟောင်းရှေယာစီနာကိုပြည်သူများ၏ဆန္ဒပြမှုများကိုအကြမ်းဖက်နှိမ်နင်းခဲ့ခြင်းအတွက်တည်တံ့ချမှတ်လိုက်တယ်လို့နိုင်ငံတကာသတင်းများအရသိရှိရပါတယ်။ဘင်္ဂလားဒေ့ရှ်တရားရုံးရဲ့အဆိုပါပြည်တံ့ချမှတ်မှုကြောင့်နိုင်ငံတွင်တင်မာမှုများမြင့်တက်နေပြီးရှေယာစီနာရဲ့သားဆာဂျေဝါဆက်က၎င်းရဲ့မိခင်ကိုဘင်္ဂလားဒေ့ရှ်တရားရုံးကတည်တံ့ချမှတ်လိုက်မယ်လို့ကြိုတင်သတိပေးခဲ့ပူပါတယ်။ လက်ရှိတွင် သူရဲ့မိခင်ရှေယာစီနာဟာအိန္ဒိယနိုင်ငံမှာပေကင်းစွာရှိနေကြောင်းဆာဂျရဝဆက်ကပြောကြားခဲ့ပြီး၎င်းတို့ပါတီအားပိတ်ပင်ထားခြင်းကြောင့်လာမယ့်ဖေဖော်ဝါရီလရွေးကောက်ပွဲကိုလည်းပိတ်ဆို့တားဆီးသွားမယ်လို့ချိန်ချောက်ပြောဆိုခဲ့ကြောင်းသတင်းများကဖော်ပြလာပါတယ်ရှင်။ နောက်ထပ်တင်ဆက်ပေးမှာကတော့နိုင်ငံဆက်ဆံရေးတင်မှမှုမြင့်တက်လာစဉ်ဂျပန်နိုင်ငံရှိចောင်းသားများသတိဖြစ်နေထိုင်ရန်တရုတ်သတိပေးတဲ့သတင်းဖြစ်ပါတယ်။ဂျပန်နိုင်ငံသို့သွားရန်ပြင်ဆင်နေတဲ့ဒါမှမဟုတ်ဂျပန်နိုင်ငံမှာရောက်ရှိပညာသင်ယူနေတဲ့တရုတ်နိုင်ငံသားများအနေဖြင့်ဒေတာရင်းလုံခြုံရေးအခြေအနေကိုအနီးကပ်ဆောင်ကြည့်၍သတိဖြစ်နေထိုင်ရန်တရုတ်အစိုးရကနိုဝင်ဘာ16ရက်ကသတိပေးချက်ထုတ်ပြန်ထားပါတယ်။ ဂျပန်နိုင်ငံဝန်ကြီးချုပ်ဆနာအီတကာအီရှိကထိုင်ဝမ်ကျွန်းရေးနဲ့ပတ်သက်လို့မှတ်ချက်ပြုစကားပြောပြီးတဲ့နောက်တရုတ်နိုင်ငံနဲ့ဂျပန်နိုင်ငံတို့ကြားဆက်ဆံရေးတင်မာနေစဉ်အခုကဲ့သို့သတိပေးချက်ကိုထုတ်ပြန်ခြင်းဖြစ်ပါတယ်တရုတ်နိုင်ငံဆိုရသည်ထိုင်ဝမ်ကျွန်းကိုတရုတ်နိုင်ငံပိုင်နယ်နိမိတ်တစ်ခုဖြစ်သတ်မှတ်ထားပြီးနိုင်ငံများပြားကလည်းအလားတူသတ်မှတ်ခါတရုတ်တနိုင်ငံနဲ့မူဝါဒကိုထောက်ခံထားပါတယ်။ သို့သောထိုင်ဝမ်ကျွန်းပဏိပခါနယ်ပတ်သက်လို့တရုတ်နိုင်ငံကအင်အားအသုံးပြုခြင်းဟာဂျပန်နိုင်ငံအနေဖြင့်ဂျောင်းဝင်ဆက်ဖက်တဲ့အခြေအနေတစ်ခုဖြစ်လာမှာဖြစ်ကြောင်းဂျပန်နိုင်ငံဝန်ကြီးချုပ်ကပြောကြားခဲ့ခြင်းဖြစ်တယ်လို့လည်းသတင်းများကဖော်ပြလာပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့အိန္ဒိယနိုင်ငံမှာမက္ကာသို့မောင်းနှင်လာတဲ့ဘတ်စကားတစီဒီဇယ်တင်ကားနဲ့တိုက်မိပြီးမိလောင်ရကနေလူ45ဦးသေဆုံးတဲ့သတင်းဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမှာဆော်ရီအာရေဗျာနိုင်ငံမက္ကာမြို့သို့ အစ္စလမ်ဘာသာဝင်ဝိပုသူများလိုက်ပါလာတဲ့ဘတ်စကားတစ်စီးကမာရီနာမြို့အနီးတွင် နိုဝင်ဘာ18ရက်ကဒီဇယ်စီတင်ထရက်ကားကြီးတစ်စင်းနဲ့တိုက်မိခဲ့ရာလိုက်ပါလာသူအနည်းဆုံး55ဦးမှာမိလောင်ကျန်းသေဆုံးခဲ့လို့သိရပါဗျ။တေဆုံးသူများကအိန္ဒိယနိုင်ငံသားများလို့ယုံကြည်ရပြီးအချို့မှာဟိုက်ဒရာဘတ်မြို့မှာဖြစ်တယ်လို့ဆိုပါတယ်။ Sorry အာရဗျာနိုင်ငံမှာဘတ်စကားမတော်တဆမှုတွင်တေဆုံးသူများအနက်အနည်းဆုံး16ဦးကဟိုက်ဒရာဘတ်ဒေသခံများဖြစ်ကြောင်းရှေးဦးအချက်အလက်များအရာသိရကြောင်း တယ်လီကာနာပြည်နယ်တရင်အချက်လက်ဤပညာဝင်ကြီးဒစ်စထရိုက်တာဘာဘူးကပြောကြားခဲ့ပါတယ်။အရာရှိများသည်တည်ဆုံသူများရဲ့အမိကိုအတီးပြုနေစေဖြစ်ကြောင်း၎င်းကထပ်လောင်းပြောကြားခဲ့ပါတယ်။ဆော်ရီအာရီဗျာနိုင်ငံရှိဒေသခံမီဒီယာများ၏ဖော်ပြချက်အရဖြစ်ရတဲ့နိုဝင်ဘာ18ရက်မှာ မကာဝိပြုသူများတင်ဆောင်လာတဲ့ဘတ်စကားဟာမာရီနာမြို့အနီးတွင်ဒီဇယ်စီတင်ကားနဲ့တိုက်မိပြီးနောက်မိလောင်ကျွမ်းကအနည်းဆုံးလူ45ဦးသေဆုံးခဲ့ရခြင်းဖြစ်တယ်လို့ဆိုထားကြောင်းသိရပါပါရှင်။